မေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအော်တိုဗလာ26ရက်နေ့မှာမလေးရှားနိုင်ငံကိုဆက်ရောက်လာပြီဖြစ်ပါတယ်။သူကမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကိုတိုင်ကကွာလာလမ်ပူနိုင်ငံကလေးစိတ်မှာတွားရောက်ကြိုဆိုခဲ့တာပါ။သူဟာအရှေ့တောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားရဲ့ဖိတ်ကြားမှုကိုလက်ခံပြီးကွာလာလမ်ပူမြို့စီရောက်ရှိလာခဲ့တာဖြစ်ပါတယ်။မလေးရှားမှာရှိနေစဉ်အတော်တွင်ထရမ့်ဟာအာဆီယံနိုင်ငံဖြစ်တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားက အပြစ်အခက်ရစရေးသဘောတူညီမှုစာချုပ်ချုပ်ဆောင်မဲ့အစီအစဉ်ကိုလည်းတက်ရောက်ဖို့အစီအစဉ်ထားပါတယ်။မလေးရှားကိုဆက်ရောက်လာတာဟာထရမ့်ရဲ့အာရှခရီးစဉ်အစပြုမှုလို့လည်းဆိုနိုင်ပါတယ်။အဲ့ဒီနောက်ထရမ့်ကတောင်ကိုရီးယားစီခရီးဆက်ပြီးအဲ့ဒီမှာအမေရိကန်ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့တရုတ်သမ္မတရှီကျင်းပင်နဲ့လည်းတွေ့ဆုံဖို့အစီအစဉ်ထားပါတယ်။နောက်ပြီးသူဟာအရှေ့အာရှမဟာမိတ်ဖြစ်တဲ့ဂျပန်နိုင်ငံကိုလည်းတွားရောက်မှာဖြစ်ပါတယ်။ထရမ့်ကသူ့ရဲ့အာရှခရီးစဉ်တော်တွင်မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အွန်းနဲ့ 2019နောက်ပိုင်းပထမဆုံးအကြိမ်လူချင်းတွေးဆောင်တာမျိုးရှိကောင်းရှိလာနိုင်ကြောင်းအရေးအမွတ်ပြောကြားထားပါတယ်။ Kim နဲ့တွေ့ဖြစ်မလားဆိုတဲ့မေးခွန်းတွေကို Trump ကတိုက်ရိုက်မဖြေဘဲဒီကိစ္စအတွက်လမ်းပွင့်နေစေလို့သာတုံ့ပြန်ခဲ့ပါတယ်။ Trump ဟာသူ့ရဲ့ American သမ္မတတက်တမ်းပထမလင်းနေတုန်းကအာဆီယံထိပ်သီးညီလာခံကိုကိုယ်တိုင်မတက်ရောက်ဘဲရှောင်လွှဲခဲ့ပေမဲ့ဒုတိယတက်တမ်းရဲ့ပထမဆုံးနှစ်မှာတည်းအာဆီယံညီလာခံကိုရောက်ရှိလာတာပါ။မလေးရှားကိုသူရောက်ရောက်ချင်းမှာပဲထိုင်းကမ္ဘောဒီးယားငြိမ်းချမ်းရေးသဘောတူညီမှုအစာချုပ်ချုပ်ဆောင်မှုအစည်းအဝေးမှာပါဝင်မယ်လို့ ထရမ့်ကပြောခဲ့ပါတယ်။အဲ့ဒီနိုင်ငံဟာပြီးခဲ့တဲ့လပိုင်းကနေဆက်အငင်းပွားမှုကြောင့်လေးရက်ကြာစစ်ရေးပဋိပက္ခဖြစ်ပွားခဲ့တာပါ။ထရမ့်ကမလေးရှားခီးစင်တော်တွင်အင်ရှန်နိုင်ငံနဲ့အမေရိကန်တို့ကြားကဂုံတရေးသဘောတူညီမှုစာချုပ်တစ်ခုကိုလည်းလက်မှတ်ရေးထိုးဖို့ရည်ရွယ်ထားပါတယ်။သူကအမေရိကန်နဲ့သဘောထားကွဲလွဲမှုတွေရှိနေတဲ့ဘရာဇီးသမ္မတလူလာဒါဆေးဘောကိုလည်းမလေးရှားမှာလူချင်းတွေ့ပြီးဆွေးနွေးတာမျိုးရှိလာနိုင်တယ်လို့မှတ်ချက်ပေးထားတာပါလူလာကလည်းကွာလာလမ်ပူးမြို့မှာအာဆီယံညီလာခံကိုတက်ရောက်မှာဖြစ်ပါတယ် ထရမ့်ကအော်တိုဘာ29ရက်နေ့ကျရင်တောင်ကိုရီးယားနိုင်ငံရဲ့စေကမ်းမြို့ဘူဆန်ကိုတွားရောက်ပြီးအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC ညီလာခံကိုတက်ရောက်မှာဖြစ်တယ်လို့အင်ရှန်နိုင်ငံသမ္မတလီဂျေမြောင်နဲ့လည်းတွေ့ဆုံမှာပါ။အဲ့ဒီနောက်အော်တိုဘာ30ရက်မှာတော့သူနဲ့ရှီတို့တွေ့ဆုံကြမှာပါ။ဂုံတို့ရဲ့အရာတွင်းပါတဲ့အပြန့်မှုတွေရှိနေတဲ့ကမ္ဘာ heavyweight နိုင်ငံကြားကဆက်ဆံရေးအဆိုင်ခဲတွေကိုအဲ့ဒီတွေ့ဆုံမှုကဖြေလျှော့ပေးနိုင်မလားဆိုတာကိုဒီကမ္ဘာလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြမှာပါ။ တရုတ်ကမြေရှားသတ္တုတင်ပို့မှုတွေကိုကန့်သက်တင်းကျပ်မယ်လို့ကြေညာခဲ့တဲ့နောက်အစောပိုင်းမှာ Trump ကအဲ့ဒီဆွေးနွေးပွဲကိုဖျက်ဖို့ထိချင်းချောက်ခဲ့ပါသေးတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့သူနဲ့ရှီတို့လူချင်းတွေ့ဖြစ်ကြမယ်လို့ပြန်လည်အတည်ပြုခဲ့တာပါ။ Trump ဟာတောင်ကိုရီးယားကိုရောက်နေခြင်းအတော်တွင်မြောက်ကိုရီးယားခေါင်းဆောင် Kim နဲ့လည်းလူချင်းတွေ့ဖို့ဖြစ်နိုင်ခြင်းအတိုင်းအတာတစ်ခုရှိနေကြောင်းတောင်ကိုရီးယားအစိုးရရဲ့ကိုရီးယားနိုင်ငံပေါင်းစည်းဆောင်ရွက်ရေးဝန်ကြီးဌာနကကြေညာထားပါတယ်ရှင်။